။လည်းကျွန်တော်ဒါဝတ်တိုင်းမယ်เนาะဝတ်တိုင်းကလပ်ဝင်ကျွန်တော်ရေလုံးမယ်ဆိုတော့သူ့ကိုကလပ်ပြားကိုကျွန်တော်ဘာဒီထဲမှာထည့်မယ်ထည့်မယ်။ကလပ်ပြားတပြားပြီးသွားရင်ပထမဦးဆုံးကျွန်တော်ထည့်ရမှာကလပ်ပြားကလပ်ပြားပြီးသွားရင်ဘာထည့်မလဲဆိုတော့ကျွန်တော်ကတန်ပြားเนาะကလပ်ပြားပြီးသွားရင်ကျွန်တော်ဘာထည့်မလဲဆိုတော့ကျွန်တော်ကတန်ပြားထည့်မယ်။တန်ပြားပြီးသွားရင်နောက်တစ်ကလပ်ပြားတပြားထည့်ထည့်မယ်ဒီကောင်မှာကလပ်ပြားက3ပြားတန်ပြားက2ပြားပါเนาะအဲကလပ်ပြားပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့တန်ပြားထည့်ထည့်မယ်။တန်ပြားထည့်ထည့်မယ်။ဒီကနေ့ကျွန်တော်ဘာထည့်တယ်မလဲဆိုတော့ကျွန်တော်ကလပ်ပြားကျွန်တော်ထည့်ထည့်မယ်။ လည်းပြထက်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 ပြီးတော့ကျွန်တော်တို့ကဒီမှာဒီအထိုင်နေစားမစားလဲကျွန်တော်တို့တစ်ချက်လောက်ကြည့်ပြပါနော်အထိုင်နေစားနေလည်းမရပါဘူးဒီကောင်တော့လုံးဝအကောင်းသွားပဲနော်အဲထက်ကြည့်ပေါ့ထက်ကြည့်တဲ့အခါမှာကျွန်တော်တို့ကအထိုင်ဝင်ဝင်ကျွန်တော်တို့အသေးချစစ်ဆေးပေးရပါမယ်မဝင်ရင်ကျွန်တော်တို့ကအခုလိုမျိုးထည့်လိုက်တယ်ကျွန်တော်ထည့်လိုက်တယ်ဒီမှာဝင်တယ်အကယ်၍ကိုကချို125တွေပါဒီမှာဆိုရင်သူကအထိုင်6ပေါက်ဆိုရင်နေရာရွေးသေးတယ်ဒီမှာတော့ကျွန်တော်တို့ဒီမှာဒီလိုထည့်လဲဝင်ပါတယ်နော်ဒီလိုဒီလိုထည့်ကြည့်မယ် အဲ့ဒါထည့်လဲဝင်ပါတယ်နော်အဲ့ဒါထည့်လဲဝင်ပါတယ်တဲ့အဲ့တော့အဲ့ဒါကိုကျွန်တော်ကအရင်ဆုံးသူ့အပေါ်မှာဗာလေးထည့်ရလဲဆိုတော့ကျွန်တော်ဒီမှာသူက supply တော့မပါတော့ဒီမှာတံပြားအခုံးလေးပါတယ်နော်အခုံးလေးပါတယ်အဲ့ဒီအခုံးလေးပေါ်မှာကျွန်တော်ကဗာတက်ရမှာလဲဆိုတော့ဒီမှာအဲကျွန်တော်ကဒီ club ball ထိုင်လေးပေါ့နော် club ball ထိုင်လေးကိုတက်ရမှာ club ball ထိုင်လေးမတက်ခင်မှာသူ့အောက်မှာ washer တစ်ခွန်းပါတယ်နော်ကျွန်တော်ဒါလေးကိုညစ်ချေးလေးနဲ့တုပ်ပေးမယ်နော်ပြောပါဒီမှာ washer တစ်ခွန်းပါတယ်နော် washer ကထည့်ချင်တဲ့ထည့်လို့မရဘူးသူ့မှာဒီမှာအထိုင် line လေးတွေပါတယ်ဒီမှာဒါမျိုး line လေးတွေ ဒါမိုးလိုင်းလေးတွေပါเนาะဒါမိုးလိုင်းလေးနဲ့သူကတက်အောင်ထဲပါတက်ပြီးတော့လည်းလှည့်ထားလိုက်အဲ့လိုလှည့်ထားမှသူကကျွတ်မကြတာเนาะလှည့်ထားမှကျွတ်မကြတာเนาะဒီမှာကျွတ်မကြတော့ဘူးเนาะအတန်းလေးကိုကျွန်တော်တို့ကဒီပုံမှာတင်မယ်တင်ပြီးတော့သူက30နဲ့တိုင်း၄လုံးဖမ်းမယ်เนาะ30နဲ့တိုင်းသူက၄လုံးဖမ်းထားမယ် ီကောင်ကိုကျွန်တော်လက်လေးနဲ့ပဲကျွန်တော်ကြက်လိုက်နော်လက်လေးနဲ့ပဲကြက်လိုက်ဘာကြောင့်တော့ဒီမှာကလပ်ပြားတဲ့တစ်ခုနဲ့တစ်ခုမတန်းသေးဘူးနော်လက်လေးနဲ့ပဲကျွန်တော်ကပုံမှန်လေးပဲကြက်ထားမယ်နော်ကတ်ယုံလေးပေါ့နော်အထိုင်ကတ်ယုံလေးပဲကျွန်တော်ကလက်လက်လေးနဲ့လေးပဲစီယုံလေးပဲစီထားလိုက်မှာโอเคဒီက ဒီ net လေးလုံးကိုကျွန်တော်တို့ကဒီတိုင်းမကျက်တင်ပါဘူးအဲ့ဒီ net လေးလုံးကိုအခုလက်ရှိအနေအထားနဲ့ကကျွန်တော်တို့ကကျက်လိုက်မယ်ဆိုရင်ဒီ club အုံကိုကျွန်တော်တို့ကဒီတော့ကျွန်တော်ပြောဒီကောင်ကဘယ်မှာတက်တာလဲဆိုတော့ကျွန်တော်တို့ကအထက်မှာ gear shack နှစ်ချောင်းပါတယ် gear shack နှစ်ချောင်းပါမှာသူကဒီ main shack main shack မှာဒီ club အုံကလာတက်ရတာဟုတ်အဲ့ဒါကြောင့်ဒီကောင်ကိုလောလောဆယ်မှာဒီ net လေးလုံးကိုအပိုင်ကျက်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီ main shack မှာဆွတ်တဲ့အချိန်မှာသူကမဝင်ကျင်တဲ့ပြဿနာမျိုးကျွန်တော်တို့ရှိနိုင်တယ်လေအဲ့ဒါကြောင့်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အဲ့ကောင်ကိုချက်ချင်တယ်ဆိုတော့ဒီ main shack ကိုထိုးပါနော်ဟောကြည့် မင်းချက်မှာထိုးရမယ်မင်းချက်ကိုသူ့မှာထိုးရမယ်โอเคဟုတ်လားပို့ပြီးကမှကျွန်တော်တို့မလုပ်မလဲဆိုတော့အဲ့ဒီနယ်လေးလုံးကိုကျွန်တော်အပြင်မှာတက်ချင်တယ်ဆိုရင်တက်လို့ရပါတယ်အဲ့လိုကျွန်တော်တို့ကမင်းချက်နဲ့တခါတည်းဆွတ်ပြီးကြက်မှာလာကျွန်တော်တို့ကမပြစ်မလဲဆိုတော့အာရေလို့ဆိုင်ကမှာလုံးတဲ့အခါမှာဒီကလောက်အောင်ကသွားသွားစီစီထဲထဲဝင်ဝင်နိုင်မှာဖြစ်ပါတယ် ကဲအဲ့ကြမှာကျွန်တော်ကဒီကောင်ကျွန်တော်တို့ကချွတ်ကဲကျွန်တော်ပြန်ထည့်ကြည့်အောင်ကလောက်ဝတ်ထည့်ကြည့်အဲဆွတ်ဇွက်ခနဲ1အမကြီးဇွက်ခနဲ1အဲ့တော့အဲ့လိုအဲ့ဒါမှာဘာကြောင့်လဲကျွန်တော်ကဒီကလောက်ဝင်ကြီးလုံးတဲ့အခါကျတော့ဘယ်ဘက်လက်ကကလောက်ကိုကင်ထားရတယ်ညာဘက်လက်ကကရောကိုကင်ထားရတယ်အောက်ကစီကံကွက်ကလည်းထိန်းထားရသေးတော့ဒီကောင်ကြီးကကောင်းကောင်း engine ဒီရှက်ထဲမှာမဝင်နိုင်ဘူးဆိုရင်ကျွန်တော်ထည့်ရတာကျွန်တော်ကအဆင်မပြေဘူးလေမချောမွေဘူးလေအဲ့ဒါကြောင့်ဒီနယ်လေးလုံးကခုနကကျွန်တော်ပြောသလိုဒီကက်ရုံပဲကက်ထားတယ်မကြက်သေးဘူးဆိုရင်တော့ကျွန်တော်ကဒီ ဒီဒီချက်ပါတော့တက်ပြီးတဲ့အခါမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒါနှက်ကိုအပိုင်ချက်ပါဒါမှကလပ်အုံကိုရှက်ထဲမှာထိုးတဲ့အခါအဲ့လိုလေပူဝင်သွားမှာဖြစ်တယ်နော်အဲအဲ့ဒီအခါမှာကျွန်တော်တို့ဘာမှမဖြစ်ဘူးကျွန်တော်ချွတ်လိုက်လို့ရတယ်နော်ပြန်ပြန်တက်လိုက်နော်အသာတကြီးပဲပြီးတော့ရှက်ပြန်ကိုကြည့်အသာလေးအသာလေးဝင်သွားတာအဲ့ဒါဘာလို့လဲဆိုတော့ဒီနယ်လေးလုံးကိုကျက်တဲ့အခါမှာရှက်မှာထိုးပြီးတော့ကျက်လို့နော်အဲ့တော့အဲ့တော့ဒီကောင်လေးကိုအဲအမဲဒီလေးပါပါလေးကျွန်တော်တို့ကတ်ထားလိုက်မယ်နော်ပါပါပဲ ဝါချာလေးတုတ်ကမသွားအောင်ညင်လောက်ပဲဒီလိုပါပါလေးဒီမှာလာပြီးတော့ကျွန်တော်တို့ကအဲတက်ထားမယ်เนาะအဲ့တော့ကလပ်ကိုကျွန်တော်တို့ကဟိုထဲမှာထည့်တဲ့အခါဒါမှထည့်တဲ့အခါမှာအာထိုင်ကခုကကွာဟသွားကြတယ်ဆိုရင်ဒီဝါချာအောက်ကိုပြုတ်ကျသွားမှာဆိုတော့အမဲဒီတုတ်ထားရခြင်းနဲ့ဖြစ်ပါရဲ့ပါပါလေးပဲတော့ပါเนาะဒီလောက်ကတ်ထိုင်ုံလေးပဲရပါပြီကြွရင်ကလပ်ဝင်လေးကိုတန်နေပြန်ထားလိုက်မယ်လုံးကမှတက်เนาะဒါဆိုရင်ဒါကလပ်ကိုပြီးတော့တော့သူ့အထက်ထဲမှာကျွန်တော်တို့ကဒီမှာကလပ်ဝင်ပွဲရှိတယ်เนาะအဲ့ဒီကောင်ကျမဲဒီတွေသွားမတော့ပါနဲ့အင်ဂျင်ဝင်လေးပါလေးတော့ပါလေးထည့်ထားလိုက်မယ် โอเคအဲ့တော့ကျွန်တော်တို့ကဒီမှာဒီစာကြည့်ကြည့်လိုက်ပါဒီကလပ်အုံထဲမှာခုနဘိုးလေးတစ်လုံးကျွန်တော်ထည့်ရတယ်နော်ဘိုးလေးတစ်လုံးကျွန်တော်ထည့်ရတယ်နော်အဲ့ဒီကလပ်အုံဘွတ်ဒီကလပ်အုံထက်မြင့်နေရမယ်ဒီမှာဒီစာကြည့်ကြည့်ပါဒီမှာကြည့်ဝါရှာတပြားသာလောက်ပြောမယ်ဆိုတော့မီလီမီတာနဲ့ပြောမယ်ဆိုရင်1မီလီမီတာလောက်သူကကလပ်အုံထက်ကိုမြင့်နေမှာအဲ့လိုမြင့်မှသာနှက်ကြက်လိုက်တဲ့အခါမှာကလပ်အုံကြီးကလှည့်လို့ရမှာပေါ့အကြေးရတာ ဒီပွေကြီးရတာအထဲထဲကိုတိုးပြီးတော့ဝင်နေခဲ့မယ်ဆိုရင်အဲနှက်ချက်လိုက်တဲ့အခါမှာကလပ်အုံကအင်ဂျင်နီယာကြီးနဲ့ပြီပြီးတော့မလဲနိုင်တဲ့ပြဿနာမျိုးလဲကျွန်တော်တို့ကြုံတွေ့နိုင်တယ်လေနော်အဲ့တော့ကလပ်အုံထဲမှာထဲတဲ့ဒီကလပ်အုံပွက်ဆိုတာကလပ်အုံရဲ့ဒီနောက်ကမျက်နှာပြင်ထက်အနှဲငယ်မြင့်နေရပါတယ်နော်ပြီးတော့ရင်သူ့နောက်မှာသူကဒါမျိုးလေးဝါရှာလေးခံနေတယ်ပေါ့နော်ကြည့်လိုက်ပါဒီမှာရှိနေတဲ့ပွက်နော်ဒီမှာရှိနေတဲ့ပွက်ပေါ့နော်အဲ့ဒီပွက်ကဒီမှာကလပ်အုံနဲ့တွားပြီးကတ်တာမဟုတ်ပါဘူးကလပ်အုံခုနအတွင်းထဲမှာထည့်လိုက်တဲ့ဒီပွက်ရဲ့မျက်နှာပြင်ထဲလာထိတာဖြစ်ပါတယ် ဖွင့်ရမျက်နှာပြင်ဒီကလန့်ဝင်မျက်နှာပြင်ထဲမြင့်နေရမြည်ဒါမှသာနှက်ကြလိုက်တဲ့အခါမှာကလန့်အုံကလေပတ်နိုင်မှာဖြစ်တယ်နော်အဲ့တော့ဒါလေးကကလန့်အုံတော့ကဘူလေးဖြစ်ပါတယ်ဒါလေးကကလက်ဘောသူကတော့ဖရီရိုက်တဲ့အခါမှာလဲသူကလုံးဆောင်ပေးရတယ်ဂီယာချိန်တဲ့အခါမှာလဲသူကလုံးဆောင်ပေးရတယ်သူကကလန့်အုံဘောကိုကျွန်တော်တို့ကဂီယာနင်းတဲ့အခါမှာသူကအုံမြောင်းဘောကဖိရပါဘောဖိတာပေါ်မှာသူကဒီဘောကိုအရင်ဖိတာဘောကိုမောင်းကဖိလိုက်ခံမှာဘောကနေမှတစ်စင်းကလန့်အုံကိုပြန်ဖိပေးတာဆိုတော့ဒီဘောကကယ်ရီယာများနေမယ်အရင်ကြီးထစ်နေမယ်ခြောက်နေမယ်ဆိုရင် ဒီဟာချိန်တဲ့အခါမှာဆိုလေကလောက်ဝင်ဘက်ကနေပြီးတော့ဘောချိန်တန်ထွက်ပါတယ်ဖရီရိုက်တဲ့အခါမှာလည်းထွက်ပါတယ်ဒါနဲ့ဒီဘောမကောင်းရင်သူကမောင်းနေတော့ကြမထွက်ဘူးဒီဟာချိန်တဲ့အချိန်တို့ဖရီရိုက်တဲ့အချိန်တို့မှာပဲကလောက်ဝင်ဘက်ကနေအတန်ထွက်တာပါနော်ဟေ့ဒါလေးကဘောလေးရလဲစင်ပြေတယ်ဒါလေးကကျတော့သူကကလပ်အောင်အောက်မှာကလပ်အောင်အောက်မှာကျွန်တော်ခံထားတဲ့စီကံကွက်လေးဖြစ်ပါတယ်เนาะ ဟောဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဆန်ဂယ်ရီယာမနှိုးဘူးလားနှိုးပြီးမောင်းကြတယ်မောင်းကြတယ်မောင်းနေမောင်းနေနဲ့ဒီကလပ်အုံကြီးကလည်းအင်ဂျင်ဝိုင်းတွေကိုသူကရက်ထုတ်နေမှာရက်ထုတ်ပြီးတော့မောင်းပြီဆိုမှတော့အင်ဂျင်ဝိုင်းကအင်ဂျင်နောက်ခန်းထဲမှာအပေါ်အောက်သူကလဲပတ်နေမှာဖြစ်တယ်အဲ့လိုလဲပတ်တဲ့ချိန်မှာဒီစီကံခွက်ထဲမှာအင်ဂျင်ဝိုင်းတွေကလာပြီးတော့ပြည့်နေလိမ့်မယ်အကယ်၍အဲညီဝါချောင်းညီကိုတွေကဆန်ဂယ်ကိုရက်လိုက်တယ်ဆိုရင်တော့မှအချိန်ကြာကြီးရက်ထားတယ်ဆိုရင်တောင်မှပဲဒီထဲမှာကဆန်ဂယ်ရက်လိုက်ပြီဆိုတော့အင်ဂျင်ဝိုင်းကရောက်နေပြီသားပဲနော်အင်ဂျင်ဝိုင်းကရောက်နေပြီသားဖြစ်တဲ့အတွက်ဆန်ဂယ်လဲပတ်တာနဲ့ကလပ်အုံက ဒီကလပ်ပြားတွေကအင်ဂျင်ဝိုင်းကျွန်တော်တို့ကဟိုရောက်တာမြန်မယ်ပေါ့နော်မြန်ပြီးရတော့ဒီကလပ်ဘီတွေကလပ်ပြားတွေကျွန်တော်တို့ကပြည့်စုံဆုံးချွတ်မှုတွေရခိုင်လုံးနည်းမယ်ပေါ့အဲ့ဒီခံကောက်တာမေ့နေခဲ့မယ်ဆိုရင်ကျွန်တော်ကဆိုင်ငယ်ကိုကြာမြင့်စွာရက်ထားမယ်ဆိုရင်အင်ဂျင်ဝိုင်းကအပတ်ကြီးတော်တော်များမှအပေါ်ကိုတက်လာနိုင်ပါလေအော်ဒီကအစီကံကွက်ပါနေတဲ့အတွက်ဆိုင်ငယ်ကိုရက်လိုက်ပြီဆိုရင်ဒီထဲမှာအင်ဂျင်ဝိုင်းတွေကထိုင်နေမှာအင်ဂျင်ဝိုင်းတွေရောက်နေမှာနော်အဲ့တော့ဆိုင်ငယ်စလေတာနဲ့ကလပ်ပြားတွေကအင်ဂျင်ဝိုင်းရောက်ပြီးသားပဲနော်ဒီစီကံကွက်မပါလို့မရဘူးနော် အဲဒီဂါဗနာရှူးရယ်ဂါဗနာရှူးအထိုင်လေးကတော့ကျွန်တော်အတက်လဲပေးလိုက်ပါတယ်။ဘာဖြစ်လို့အတက်လဲပေးလိုက်လဲဆိုတော့ငကိုလူကအာကလစ်တက်လို့မရလို့လားကလစ်တွေပဲပျောက်သွားလို့လားတော့မသိဘူး။ဒီမှာရှိတဲ့အဟောင်းငုတ်သုံးငုတ်ကိုဝရင်းနေစော်ပြစ်လိုက်တော့ရှူးကဖြုတ်လို့ခတ်သွားတယ်။အဲဒါကြောင့်ကျွန်တော်တို့ကဒီအကောင်လေးကဒီတိုင်းလေးဒီအစုံတိုင်းလေးပေါ့နော်။ကတော့တော့မပါဘူး။ဒီအစုံဆိုင်လေးကိုကျွန်တော်၄000ကျော်၅000ပေးရပါတယ်။ဒါရှူးရိုးရီယာနောက်လိုက်ပါ။အော်ဂျင်နေတော့မဟုတ်ပါဘူး။နော်။အဲ့တော့ရှူးရောအထိုင်ရောပါတယ်။အဲ့တော့အဲ तू ကတော့ဒီကတော့ထဲမှာ तू ကတော့ဒီလိုမျိုးနေပြရတာပေါ့နော်။အဲ့တော့ ရှူးနဲ့ကျွန်တော်တို့ကကာဗနာရှူးနဲ့ကာဗနာဆလောင်းရဲ့အကွာအဝေးကလက်ရှိအနေထားတိုင်းလေးဆိုရင်သူကပုံမှန်ဖြစ်ပါတယ်။အရန်ကြီးဝေးကွာလွန်းနေရင်သူကဘာဖြစ်လဲဆိုတော့အထနှေးတယ်အထနှေးတယ်ပေါ့နော်အထနှေးတယ်။ဒါနဲ့အရန်ကြီးဒီရှူးကဆလောင်းမှာလာပြီးတော့ကက်လူနီးပါပေါ့နော်ထိလူနီးပါဖြစ်နေတယ်ဆိုရင်တခါတလေမှဖရီးရိုက်မရတာမျိုးနော်တခါတလေမှဖရီးရိုက်မရမရတာမျိုးနော်တကူကဂီယာချင်းပြီးရင်ဆိုင်ငယ်ကြီးကစောက်ထွက်တာမျိုး ကာဗနာဆိုတဲ့အမျိုးဟာအပက်ရည်များမှအင်ဂျင်အပက်ရည်များမှသူကရှူးဝစလောင်းကိုသွားကက်တာအဲ့အချိန်ကျမှဆိုင်ကယ်ကထွက်တာအကရင်ဒီရှူးကြီးကစလောင်းနဲ့အရန်ကက်တာအရန်နီးနေတယ်ဆိုရင်ဂီယာထိုးလိုက်တာနဲ့ဆိုင်ကယ်ဆောင်းထွက်ခြင်း ਨੇ နောက်တစ်ခုကတော့အော်ဖရီရိုက်လို့မရတဲ့ပြဿနာမျိုးကိုကျွန်တော်ကကြုံတွေ့နိုင်တယ်ပေါ့နော်အဲ့တော့ကာဗနာရှူးဆိုတာစလောင်းနဲ့အရန်ကြီးနီးနေရင်လည်းမကောင်းဘူးနီးနေရင်ဖရီရိုက်မရခြင်းဆိုင်ကယ်ဆောင်းထွက်ခြင်းဝေးနေရင်ဖရီရိုက်လို့တော့ရတယ်ဆောင်းတော့မထွက်ဘူးဒါရင်လည်းအထ နှေးမယ်ပေါ့နော်ဒီပြဿနာမျိုးတွေကျွန်တော်တို့ကြုံတွေ့နေပါတယ်နော်အဲ့တော့ဒါလေးကကာဗနာရှူးလေးရလဲဒီတိုင်းလေးတက်ဆင်ရုံပါပဲနော်အဓိကတော့ဒီနေရာမှာတက်ထားတဲ့ဒါကစ်ဆပ်လင်ကျိုးသွားတာကျိုးသွားတော့ဘာဖြစ်လဲဆိုတော့ဆံငယ်ကကင်နင်းလိုက်မယ်ဆိုကစ်တန်ရင်အောက်မှာတန်လိုင်းကြီးဖြစ်နေတာအပေါ်ကိုပြန်တက်မလာဘူးအဲ့တော့ကျွန်တော်အမျော်ကြိုးကြီးနဲ့ဆွဲပြီးတော့နင်းနေရတာပေါ့နော်အဲ့တော့ကစ်အဲ့ဒီဒီ1ဘိန်းနေမှာကျွန်တော်ကင်နေလိုက်တယ်ကစ်တန်ကြီးကအပေါ်ကိုပြန်မတက်တော့ဘူးဆိုတော့ဒီထဲမှာရှိတဲ့ကစ်ဆပ်ပလင်ကျိုးလာတာဒါတရားရခိုင်နှုံးမှာပဲအဲ့တော့ကစ်ဆပ်ပလင်လေးကျွန်တော်တို့အစ်စ်လဲမယ်ပေါ့လဲဖို့တော့ကျွန်တော်ဒီဘက်ကနေဝါရှာလေးကျွန်တော်တို့ကဖြုတ်မယ်နော်ဝါရှာလေးဖြုတ်မယ် ကစ်ဆပ်လင်ချိတ်ဝင်နေရမယ့်နေရာမျိုးเนาะအဲ့တော့ဆပ်လင်ကိုအရင်တက်เนาะဆပ်လင်ကိုအရင်တက်လိုက်ဆပ်လင်ကိုအရင်တက်ပြီးကမှဒီဘွတ်ကိုကျွန်တော်ထည့်ရအောင်ထည့်ရတဲ့အချိန်မှာကျွန်တော်ကဒီဘွတ်ရဲ့ဒီမှာဒီထဲမှာကြိုင်လေးပါလားအဲ့ကြိုင်လေးကိုဆပ်လင်ဒီဆက်ထဲကိုဝင်လာတဲ့ဆပ်လင်ခြေကောက်လေးကိုတင်ပြောတော့နေရာတန်းတန်းထည့်ရမှာเนาะအဲ့တော့ထည့်မယ်အဲ့လိုမျိုးလေးဝင်အောင်ထည့်ရမယ်နော်ထည့်ပြီးကမှကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ပေါ်ကနေပြီးတော့ washer လေးကို ။ကျွန်တော်ထည့်မယ်။ Okay ။မပြုတ်ပါဘူး။နော်ဘလို့ဘလို့နေနေမပြုတ်ပါဘူး။ဘလို့လှုပ်လို့မပြုတ်ပါဘူး။နော်ဘလို့လှုပ်လို့မပြုတ်ပါဘူး။အဲ့တော့ကစ်ဆပ်ပလင်းကျွန်တော်တို့ကတက်ပြီးသွားပြီနော်ကစ်ဆပ်ပလင်းတက်ပြီးသွားပြီဒီဒါကတော့ကစ်စတာတာရှက်အင်ဂျင်အလဲချမ်းနှစ်ချမ်းထဲမှာနေပါတယ်ဒါကတော့ကလပ်ဝင်တက်တဲ့ main ရှက်သူလည်းအင်ဂျင်အလဲချမ်းနှစ်ချမ်းထဲမှာပဲနေပါတယ်ဒါကတော့ support ကတက်တဲ့ counter ရှက် သူကတော့သူလည်းအင်ဂျင်အလဲချမ်းနှစ်ချမ်းထဲမှာနေပါတယ်ဒါကတော့ဂီယာကွာတွေတက်တဲ့ကွန်ထရိုလာရှက်သူလည်းအင်ဂျင်အလဲချမ်းနှစ်ချမ်းတက်ထဲမှာနေပါတယ်ဒါကကြတော့ crank ရှက်သူလည်းအင်ဂျင်အလဲချမ်းနှစ်ချမ်းထဲမှာနေပါတယ်အဲ့တော့အင်ဂျင်အလဲချမ်းနှစ်ချမ်းထဲမှာဆိုရင်သူကရှက်ပဲနှမျိုးရှိတယ်ဆိုတော့ငါးမျိုးရှိပါတယ်နော် crank ရှက်ကွန်ထရိုလာရှက်ကောင်တာရှက်စပော့ကတ်တက်တဲ့ကောင်တာရှက်ကလပ်အောင်တက်တဲ့ main ရှက် ကင်းနန်းတန်တက်တယ်နော်ကစ်စတာတာရှက်ဆိုပြီးအားလုံးပေါင်းကင်းကျင်အလေချမ်းတစ်ချမ်းထဲမှာဆိုရင်ဒီရှက်၅မျိုးကတက်ဆင်ပြရပါတယ်အဲ့တော့တို့ကိုတက်ဆင်ပြရအောင်နော်အဲ့တော့ဒါကတော့ကရိုင်းရှက်တက်တဲ့နေရာဒါကတော့ကလပ်ဝင်တက်တဲ့ main ရှက်တက်ဆင်တဲ့အပေါက်နေရာဒါကတော့ support ကတက်တဲ့ counter ရှက်တက်တဲ့နေရာဒါကတော့ controller ရှက်တက်တဲ့နေရာဒါကတော့ kick starter ရှက်တက်တဲ့နေရာဆိုတော့အားလုံးပေါင်းရှက်က1မျိုး2မျိုး3မျိုး4မျိုး5မျိုးဒီထဲမှာရှက်5မျိုးရှိပါတယ်အဲ့ဒီ5မျိုးတဲ့ပုံမှာဒီ1.125ရိုးရဲဆိုင်ရဲ့ဒီမှာကြတော့သူကကရိုင်းက ဒါအင်ဂျင်အချမ်းသေးပေါ့နော်အင်ဂျင်ချမ်းသေးအလေချမ်းနှစ်ချမ်းရဲ့ကလောက်ဘက်အချမ်းပေါ့နော်အဲ့ဒီအချမ်းမှာじゃသူကကလိုင်းဘောကအချက်ဖြစ်နေတည်းရတော့ဒီဘက်ချမ်းထဲမှာကျွန်တော်တို့ကကလိုင်းထည့်တယ်ဂီယာဘောက်တွေကွန်တိုလာတွေကျွန်တော်တို့ကကစ်ဆက်တွေကိုအရင်ထည့်ပါတယ်ထည့်ပြီကမှကျွန်တော်အပေါ်ကနေအချမ်းကြီးကျွန်တော်တို့ဒီတန်လိုင်းဘက်ချမ်းကအချမ်းပေါ့နော်ဘယ်ဘက်ချမ်းကိုကျွန်တော်တို့အပေါ်ကနေအုပ်ပါတယ်တရုတ်မင်းတွေလုံးတဲ့ခါတော့ကကြတော့ကျွန်တော်တို့ကတရုတ်မင်းမှာじゃကလိုင်းကကျွန်တော်အကြက်မလာပါဘူးကလိုင်းဘောကဒီအင်ဂျင်ချမ်းနဲ့အကြက်မလာပါဘူးနှစ်ဖက်စလုံးကအချောင်လာတယ်နော်ယူရီးယားဘင်းတွေမှာကြတော့ကျွန်တော်တို့က ီမှာကျွန်တော်ကြောက်မယ်ဒီမှာကလပ်ဝင်ဘက်ကိုကျွန်တော်တက်ပြမယ်ဒီမှာကြည့်ဘောကဒီတိုင်းထက်ယုံနဲ့မဝင်ဘူးပူလာနဲ့ဆွဲမှသို့မဟုတ်မီးပြမှသာလျင်ဝင်တာအဲကြောင့် तू ကအရန်ချက်နေသည့်အတွက်ဒီတန်လိုင်းဝင်ဘက်ချမ်းဒါတန်လိုင်းဝင်ဘက်ချမ်းမှာတက်မယ်ဘောပေါ့နော်အချမ်းကြီးမှာတက်မယ်ဘော तू ကကြတော့အချမ်းကြီးဘက်မှာထည့်လိုက်မယ်ဆိုရင်ဇွက်ခနဲဝင်တယ်ဒီကလပ်ဝင်ဘက်ချမ်းအချမ်းသေးဘက်ချမ်းကြတော့ तू ကဘောကအချက်ဖြစ်နေသည့်အတွက်သူ့ကိုကျွန်တော်တို့ကဒီဂီယာပေါက်တွေမစီခင်မှာကတိုင်းကိုအရင်ပူလာနဲ့ဆွဲထည့်ရပါမယ်နော်အကတိုင်းကို အဲကျွန်တော်ကဒီလိုမျိုးအင်ဂျင်ရောင်းကိုတည့်တယ်ထားမယ်တည့်တယ်ထားပြီးသွားတဲ့နောက်မှာဆိုရင်ဒီနှက်ရင်နဲ့ကိုက်မဲ့အသီးတလုံးကိုကျွန်တော်ကရွေးချယ်လိုက်ပါနှက်ရင်နဲ့ကိုက်မဲ့အသီးတလုံးကိုကျွန်တော်ကရွေးချယ်လိုက်မယ်ဟုတ်ပါတယ်ဒီပေါ်မှာ တော့အသီးရသုံးလုံးပါတယ်သူနဲ့ဒီကရိုင်းရှန်နဲ့ကိုက်မဲ့အရစ်တစ်ခုကိုကျွန်တော်ကရွေးချယ်လိုက်ပါရွေးချယ်ပြီးသွားရင်တော့ပူလာပေါ်ပေါ်ကနေစိုက်ထည့်လိုက်ပါစိုက်ထည့်ပြီးသွားရင်ဒီအသီးနှလုံးလုံးကိုကျွန်တော်ကဒီတော့အပေါ်နှခမ်းမှာတင်ပါမယ်နှခမ်းနှစ်ဖက်မှာတင်လိုက်မယ်တင်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကအပေါ်ကနေပြီးတော့ကျွန်တော်ကမလုပ်မလဲဆိုရင်အပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီမှာရှက်တိုင်ထိုးမယ်ရှက်တိုင်ထိုးပြီးတော့ကျွန်တော်ရှက်တိုင်ကိုနက်ကြက်မယ်နော်ကြက်မယ် ။ဟောဒီဒီအောက်ခြေမှာကျွန်တော်ရှိရဲ့အတင်းနှလုံးကိုပူလာရဲ့မျက်နှာပြင်နဲ့ကတ်နေအောင်ကျွန်တော်ကချိန်ထားမှာနော်။ပူလာရဲ့မျက်နှာပြင်နဲ့ကတ်နေအောင်ကျွန်တော်ကချိန်ထားမယ်။ကဲချိန်ထားမယ်။ချိန်ထားပြီးတော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကအပေါ်ကနေပြီးတော့ကျွန်တော်ကဒီကောင်လေးကို30ကွာနဲ့ထိန်းတာအောက်ကကောင်20နဲ့ကော20ကွာနဲ့ချက်ကြည့်ပါအဲ့လိုမျိုးလေးဖြည်းဖြည်းချင်းလေးချက်ကြည့်ပါ အဲ့လိုမျိုးကြက်တဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ကျွန်တော်ကကွန်တင်းချောင်းကိုဒီကကွန်တင်းချောင်းကိုကျွန်တော်ထိန်းထားမှာဖြစ်ပါတယ်ဒီရှစ်တဲ့တဲမှာထိန်းထားမှာထိန်းရင်ကွန်တင်းချောင်းကကလန့်ပြီးကျိုးပါလိမ့်မယ်အဲ့တော့ဘောကလည်းအပေါ်ကိုတက်မတက်ကိုကျွန်တော်ကကြည့်ပါ ွဲပါโอเคရပြီအဲ့လိုမျိုးဘောကတ်သွားပြီဆိုရင်ဒါပြန်ဖြုတ်ပါဆွဲထုတ်ပါကုလာချက်ကိုဆွဲထုတ်လိုက်ပါโอเคရပြီအတန်လေးထားပါ ထားပြီးတော့ရှေ့ကနေတောင်းထားပြီးတော့โอเคရပါပြီအဲ့ဒါကြီးကျွန်တော်ကအဲ့ဒီဘောကအဲ့လောက်ကြက်နေတဲ့ဖိစားကိုတူရင်းနဲ့တွားထုမယ်ဆိုရင်တော့ဟိုရတဲ့အခါရမယ်ပေါ့မရတဲ့အခါမှာကရိုင်းကဝန့်သွားတာကရိုင်းလိန်သွားတာမျိုးတွေအကယ်၍ကျွန်တော်ကဒီကရိုင်းမှာဆိုကြည့်ဒီကရိုင်းကိုကြည့်လိုက်ကွန်တင်းတွားလဲထားတယ် မိန်ဘောလည်းနှလုံးသွားလိုက်ထားတယ်။ဒါနဲ့သူတို့ကတိုင်းဆိုင်မှာကတိုင်းချိန်တဲ့အခါမှာဒီအထက်မှာရှိတဲ့ပင်ကတိုင်းပင်ဆိုတာရှိတယ်ကွန်နက်တင်းပင်ပေါ့နော်။အဲ့ဒီပင်က၆နေတည်းအတွက်သူတို့ဘလို့ဒီဘက်ကထူလိုက်ရင်ဟိုဘက်ပါသွားတယ်။ဒီဘက်ကနေထူရင်ဒီဘက်ကိုပြန်ပါသွားတယ်။အာပင်၆နေလို့ခေါ်တယ်။အဲ့လိုကတိုင်းမျိုးမှာကိုကဒီဟာကိုပူလာနဲ့မဆွဲဘဲနဲ့ကတိုင်းကိုအပေါ်ကနေရိုက်ထူရိုက်ထူလောက်လိုက်မယ်ဆိုရင်ပင်က၆နေတဲ့ချိန်ဆိုရင်ကတိုင်းကကျွန်တော်ကလူးသွားမယ်လိန်သွားမယ်။နော်အဲ့လိုပြဿနာမျိုးတွေရှိတယ်။ဒါကြောင့်ပူလာနဲ့ဆွဲတဲ့အခါပို့ပြီးတော့တေချာတာပေါ့နော်ပူလာနဲ့ဆွဲထားတာပို့ပြီးတော့တေချာတယ်။ဒါဆိုကျွန်တော်တို့က အဲထိုက်သွားပြီအဲထိုက်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကအဲကလိုင်းလေးကိုလှည့်ကြည့်ရင်ကလိုင်းကအဲဆိုးအောင်ညင်ပါလေနော်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာဒါက support ကတ်တဲ့ရှက်နော်ဒါကကျွန်တော်တို့ကကလပ်အောင်တက်တဲ့ရှက်နော်အဲ့တော့တို့ကဒီလိုလေးတွေရှိပါတယ်နော်ဒီလိုလေးအဲ့တော့ဒါကဒါကတော့ဒါ main ရှက်ဒါက counter ရှက် main ရှက်မှာရှိတဲ့ပီနီယံကအသေးဆုံးအသေးဆုံးပီနီယံဒီ ောင်တာရှက်မှာအကြီးဆုံးပီနီယံအကြီးဆုံးပီနီယံကိုချိတ်ဆွဲမိ main ရှက်မှာရှိအရှိတဲ့အကြီးဆုံးပီနီယံဒီကောင်တာရှက်ကအသေးဆုံးပီနီယံကိုချိတ်ဆွဲမိရှေ့ကအသေးပီနီယံရှိရင်နောက်ကအရှင်ရှိမိရှေ့ကအသေးရှိရင်ရှေ့ကအရှင်ရှိရင်နောက်ကအသေးနဲ့ချိတ်မိရှေ့ကအသေးဖြစ်နေခဲ့ရင်နောက်ကအရှင်နဲ့ချိတ်မယ်နော်အဲ့တော့အပုံမှန်ရပြောရမယ်ဆိုတော့ဒီကောင်ဒီ1 2ကျွန်တော်တို့က3 4ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးကျွန်တော်တို့ကတက်ဆင်ရပါတယ်နော်ဒီလိုမျိုးလေးဒီလိုမျိုးလေးဟိုထဲမှာကျွန်တော်ထည့်ပြရမှာနော် ဒီမလေးကိုထဲမှာထည့်ပေးဖို့အတွက်ကိုဒီမှာကဒါကွန်ထရိုလာကွာနော်ကွန်ထရိုလာကွာဖြစ်ပါတယ်ဒီမျိုးလေးပေါ့နော်ဒီလိုမြုံနိုင်လေးပေါ့နော်ဂီယာပေါ့မြုံနိုင်လေးကိုကျွန်တော်ကဒီထဲမှာတိုးထည့်မယ် တော့ဘာဖြစ်လို့ကိုဘက်မှာမဝင်တာလဲဆိုရင်ကျွန်တော်ချက်ကြည့်ကြည့်ရအောင်ဒီဘက်မှာကျွန်တော်တို့ကဒီမောင်းနဲ့အဲလာထောက်နေတာမျိုးဆိုရင်လည်းဒီကိုလိုလာရှက်မဝင်တာမျိုးရှိတယ်နော်အခုတော့လောလောဆယ်အဆုံးထိဝင်သွားပါပြီအဆုံးထိအဲ့ဒီနဲ main ရှက်ကအဆုံးမကြလေဘူးနော် main ရှက်က main ရှက်ကကြဖို့လိုသေးတယ် ခုမှအဆုံးထိကျသွားတာပါအဆုံးထိကျသွားအခုမှအဆုံးထိကျသွားတာဒီမှာရင်ကျွန်တော်ဒီကောင်လေးကိုလှည့်ကြည့်မယ်